ကျွန်တော်လင်မြာစညာတော့ဆိုအဲ့မတ်မိုးမှာဆိုမယုံမှာမရှိတယ်မေးကြည့်အတွင်းကဘယ်နှထဲရှိတယ်စညာတော့အတွင်းကနှစ်ထဲပဲရှိတာကျွန်တော် BMW ကားနဲ့ကျွန်တော်သမီးနဲ့ဘောနော်နေ့လယ်တော့ရိုက်ပြီးတင်လိုက်တဲ့ဗီဒီယိုဖိုင်အောက်မှာသူတချို့ကဟိုကြွားတာတို့ဘာလို့ညာတို့တချို့ကအဲ့လိုမျိုးထင်ကြတယ်အမှန်တော့လေကျွန်တော်တို့လင်မြာနေရပါလေကြွားတာဝါတာဆိုဝါသနာဒဇမ်မကိုမပါတာပါအဲဒါဆိုမေးစရာရှိပြီမင်းတို့လင်မြာအဲ့ဒါဆိုဘာလို့တင်လဲကွာဆိုအဲ့လိုမေးစရာရှိတယ်ကျွန်တော်တို့လင်မြာမှာလေနာကြီးချက်တွေရှိတယ်ဗျာတလား ခံစားချက်တွေရှိတယ်ကျွန်တော်လည်းများစညာတော့ဆိုအဲ့မတ်မှုမှဆိုမယုံမှမရှိရဲမေးကြည့်အတွင်းကဘယ်နဲ့ထဲရှိတယ်စညာတော့အတွင်းကနှစ်ထဲပဲရှိတာဒီတစ်ထဲလျှော်ပြီးနောက်နေ့လှမ်းပြီးလို့ချင်းဝက်စရာမရှိတော့အဲ့လိုဘွားနေပြီးတော့အဆန့်တကြမ်းမှမရှိညောင်းလေးကကစုံရက်တွေခူးစားရတယ်အဲ့လိုအချိန်မှနေတော့လေလူတွေကလေကျွန်တော်လင်မယားဆိုလို့ချင်းတချို့ပါတော့အကုန်လုံးတော့မဟုတ်ဘူးဘလို့လဲဆိုတော့မတူတယ်လို့လို့မတန်တယ်လို့လို့ကျွန်တော်တို့ကပဲပြောမယ်နူနေတယ်လို့ဝဲဆွဲနေတယ်လို့နဲ့ပတ်စံလေး၄-၅တောင်အရင်လေးလောက်ဖို့မရှိလို့လိုက်ချီတာဘာလို့မှမချီလို့မရဘူး ကျွန်တော်အဲ့လိုဘွားနေနေခဲ့ရတာအားကြောင့်ဘွားကြီးအယမ်းနာတယ်ငါတို့လင်မရလဲဒီလိုလောက်ပြနိုင်တယ်ဒီလိုလောက်ရင်ဒီလိုရနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကငါတို့မှလည်းဒီလိုအစွမ်းအစရရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကချပြတာပဲရှိတယ်။ကြွားတာဝါဒနာဝါဒနာမပါပါဘူးเนาะကျွန်တော်အဲ့လိုမျိုး line မတင်လို့ရှိရင်တချို့ဟိုပြောမှဆိုလို့ရှိရင်ကုတုကကိုရှာနေမှလည်းဒီတချို့တကယ်ဟိုမလိုတဲ့လူတွေပါလေဆိုလို့ရှိရင်လည်းအဲ့အဲ့လိုမျိုးပေါ့ဟိုသူတို့စောင့်မြင်ကတ်မှာပေါ့ဗျာအဲ့အဲ့လိုမျိုးလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတိတိနဲ့ကျွန်တော်တို့တင်တာတော့တခြားမဟုတ်ကျွန်တော်တို့ ဘယ်လိုစူးစမ်းခဲ့လဲကျွန်တော်လင်မယားပုံနှစ်ယောက်နားကဆိုတရားမရှိဘူးပတ်စံလည်းတရားမှမရှိဘူးနော်အဲ့လိုဘွားနေဒီလိုထိငါတို့ဒီလို လောက်အောင် လုံနိုင်တဲ့ကွာဆိုတာကိုကျွန်တော်တို့ပြကျင်လို့နော်ကျွန်တော်တို့အဲ့လိုနှိမ်ခဲ့တဲ့လူတွေပြကျင်လို့ကျွန်တော်တို့တင်တာနောက်ပြီးတော့ကျွန်တော်တို့လင်မယားကိုလေပလုံပါကောက်စားတဲ့ဘွားရောက်မှာတဲ့တရောင်းစားဖြစ်မှာတဲ့ကျွန်တော်တို့အဲ့ဒါတွေကိုအသဲနာလို့ကျွန်တော်တို့ဘလောက်ထိလုံနိုင်နေဆိုတဲ့အကြောင်းပြတာနောက်ပြီးတော့လေကျွန်တော်တို့လင်မယားနှစ်ယောက်အခုချိန်ထိကျွန်တော်တို့စားတဲ့ထမင်းထဲမှာ နော်နောက်ပြီးတော့ကျွန်တော်တို့ဝယ်တဲ့ပစ္စည်းတွေဘယ်ဥစ္စာပဲဖြစ်ဖြစ်အဲ့ဒီတန်းမှာမိသူတူဦးတယောက်ရဲ့ချွေးနဲ့စာတစ်ချက်တပြားမှမပါဘူးနော်မှန်တာပြောလို့ရှိရင်တစ္ဆာဖြစ်ပါသေးတာနော်ကျွန်တော်တို့လင်မယားထဲမှာစားတဲ့အထဲမှာသူများပစ္စည်းဥစ္စာတစ်ချက်တပြားပါလို့ရှိလို့ရှိရင်အဝေးစီငရဲမှာတတ်တတ်လုံးဂျိုးကပ်ပါလေအဲ့လိုတော့ကျွန်တော်တစ္ဆာတိုင်တယ်ရဲ့အဲ့အခုကျွန်တော်တို့စားတဲ့ဝယ်တဲ့ပတ်စံတွေကကျွန်တော်တို့လင်မယားနှစ်ယောက်နှစ်ဖူးကချွေးချီမကြအောင်ဟာတို့လဘင်းကြောကြီးတွေထောင်း ကျွန်တော်တို့ဈေးရောင်းလို့ရလာတဲ့ပတ်စံကျွန်တော်တို့ရေရိုးသသာရှာဖွေလို့ရလာတဲ့ပတ်စံနဲ့ကျွန်တော်တို့ဒါပြောမှဆိုလို့ရှိရင်ဝယ်ထားချမ်းသာတာတွေနော်အဲ့ဒါကျွန်တော်တို့ပြောမှဆိုလို့ရှိရင်ကြွားတာလည်းမဟုတ်ပါဘူးလို့ကိုကြီးကမှောင်သွားတယ်အဲ့ဒါလေးပြောပြတာပါကျွန်တော်တို့လင်မယားမှာလေဟိုမရှိတဲ့ဘဝကနေလောက်ကန်စားလာတာဆိုတော့ကျွန်တော်မှနာကြီးချက်တွေရှိတယ်ဗျအဲ့ဒါလေးတွေငါတို့တွေဒီလိုလုံနိုင်တယ်ဆိုတဲ့အကြောင်းကိုခြားပြတာဖြစ်ပါတယ်နော်ကိုကြီးကမှောင်တို့မှလည်းအမြင်မကတ်ကြပါနဲ့နောက်နောက်လည်းဘာမှမတင်ပြီးတော့ပါဘူးနော်အဲ့ဒါပေါ့ကျွန်တော်တို့ပြောမှဆိုလို့ရှိလို့ရှိရင်ဒါလေးပဲပြောပြတာဖြစ်ပါတယ် ကိုညကိုမောင်နှမတွေလည်းအဆင်ပြေကြပါစေလို့ဆုတောင်းမိပါတယ်ကျွန်တော်တမီမွေးမိထုတ်လို့ရှိလို့ရှိရင်လည်းမောက်ဝေရုံတွေနဲ့နောက်ပြီးလို့ရှိလို့ရှိရင်ဟိုပါပေါ့မောက်တွေ live ဝင်မယ်နောက်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်မဲတွေလည်းဖောက်ပြီးမယ်နော်ညကိုမောင်နှမတွေအားလုံးကျေးဇူးတင်ပါတယ်ဟိုမှာအဲ့ရင်တော့ဟိုနော်